အင်အားပြင်းကလေးလောက်ခတ်မှုအပြီးမှာညာရီတုနှိပညာ AI သုံးဗီဒီယိုဖိုင်တွေအများပြားပြန့်နှံ့လျက်ရှိနေပါတယ်ရုပ်သားဖိုင်တွေဟာပြန့်နှံ့မှုများပြားနေပြီးယခုချိန်ထိမြေပြင်ကဖြစ်စဉ်တွေအဖြစ်ပြန်လည်မျှဝေမှုတွေရှိနေတာကြောင့် AI သုံးဗီဒီယိုဖိုင်တွေကိုစူးစီးဖော်ပြလိုက်ပါတယ်။ Social Media Platform တစ်ခုဖြစ်တဲ့ YouTube မှာ Thai Myanmar Channel တစ်ခုကနေ April 9ရက်နေ့မှာ Episode 319 May Myanmar Go Through the Floor လို့ရေးထားတဲ့ရုပ်သားဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ လောသက်ဖိုင်ထဲမှာမြန်မာငလင်ကြောင့်လူပေါင်း18သန်းထိခိုက်မှုရှိခဲ့လို့အင်္ဂလိပ်လိုရေးသားထားပြီး15စက္ကန့်ကြာတဲ့ဒီဗီဒီယိုကိုဖြန့်ဝေထားပါတယ်ဒီလောသက်ဖိုင်ထဲမှာဆိုရင်တော့ပုံ၅ပုံပါဝင်ပါတယ်ဒီလိုလားတူဖိုင်တွေကိုပဲ YouTube နဲ့ TikTok မှာဖြန့်ဝေမှုများစွာကိုတွေ့ရပါတယ်ပထမဆုံးဒီဖိုင်တွေက AI နဲ့ပြုလုပ်ထားကြောင်းမူမမှန်တဲ့တဘာဝမကျတဲ့အချက်လက်တွေကိုကြည့်ရအောင်ပါတိုက်ကြီးတွေကြားထဲမှာလမ်းမကြီးခြိုက်ဝင်နေတဲ့ပုံကိုမလ29ရက်နေ့မှာခရေကတစ်တော့မှာရုပ်သားဖိုင်ပြန့်နှံ့နေရကိုတွေ့ရပါတယ် ဒီ file ကိုကြည့်ရင် AI နဲ့ပြုလုပ်ထားကြောင်းသိတာစီတဲ့မူမမှန်တဲ့အချက်တွေအဖြစ်အနောက်ကမီးလောင်တဲ့နေရာမှာမီးခိုးတွေထွက်နေတာကိုတွေ့ရပြီးရုပ်သံ file တွေကလူတွေကမြေပြင်မှာလှုပ်ရှားမှုရှိပဲအေးအေးဆေးဆေးရှိနေပြီးညိတ်တက်နေကြကိုတွေ့ရပါတယ်။ AFP ဖိလစ်ပိုင်ကနေလည်းဒီရုပ်သံဟာ AI နဲ့ဖန်တီးထားတဲ့ရုပ်သံ file ဖြစ်ကြောင်းအချက်လက်ဖော်ထုတ်ထားပါတယ်။ဒီရုပ်သံထဲမှာပဲပါဝင်တဲ့ဒုတိယပုံမှာဆိုရင်အထက်မြင့်တိုက်တွေပြိုကျနေပြီးမြေပြင်မှာလည်းအပေါက်ဖြစ်နေတဲ့ပုံမှာ ဒီပုံကိုကြည့်ရင်ပြိုကျနေတဲ့တိုက်၄၅လုံးကလွင်ရင်ကျန်တဲ့တိုက်တွေကအကောင်းတိုက်ရှိနေပြီးရိုင်းတဲ့ချိန်မရှိတာကိုတွေ့ရပါတယ်တတိယတဘုံကဆိုရင်လဲမူမှန်တဲ့အရာတွေဖြစ်လုံးဝကိုပြုတ်ပြတ်သွားတဲ့တိုက်တစ်ခုပဲပျက်စီးနေပြီးအခြားတိုက်ကြီးတွေမပျက်စီးတာအဲ့ဒါအပြင်မပျက်စီးတဲ့တိုက်အောက်တွေမှာပါအမိုက်ပုံတွေလိုဖြစ်နေတာကိုတွေ့ရပါတယ်ငလင်လှုပ်လို့တိုက်ပြိုတဲ့ပုံထက်လက်နက်ကြီးတန်ခံရတဲ့စစ်မြေပြင်နဲ့ပိုလို့တောင်ဆင်တူပါတယ် နောက်ထပ်တရားကြိုးကြနေတဲ့ရုပ်သံဖိုင်မှာဆိုရင်လဲကြိုးကြနေတဲ့တရားတစ်ခုပဲပျက်စီးနေပြီးတရားပေါ်ကတမီးတိုင်တွေအကောင်းလိုက်ရှိနေတာလူစုလူဝေးတွေနဲ့ဖြစ်နေပေမဲ့လမ်းတိုင်းလာနေတဲ့ကားတွေကရက်မသွားပဲဆက်ပြီးလာနေတာကိုတွေ့ရပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့လမ်းကြားကဈေးဆိုင်တွေကြာပြိုကျပျက်စီးနေတဲ့ဖိုင်ကိုတော့ AI နဲ့ပြုလုပ်ထားကြအောင်ရေးစာပါဝင်တဲ့ဖိုင်ကိုတွေ့ရပါတယ်။ဖိုင်ရဲ့ညာဘက်အောက်တော့မှာ runway ဆိုတဲ့စာသားပါဝင်တာပါ။ဒီ website ကိုရှာဖွေခဲ့ပြီးဒါဟာ AI နဲ့ video file တွေကိုဖန်တီးရတဲ့ website တစ်ခုကိုတွေ့ရပါတယ်။ဒါအပြင်ဒီ file တွေကို AI နဲ့ပြုလုပ်ထားကြအောင်တည်တာစီတဲ့အချက်က မြေပြင်မှာရုတ်တဖိုင်ပါအတိုင်းပျက်စီးထိခိုက်မှုတွေမရှိတာပါငလီနန်ကိုအပြင်းထန်ဆုံးခံရတဲ့မန္တလေးနဲ့စကိုင်းမြို့ကြီးတွေရဲ့ပျက်စီးထိခိုက်မှုသတင်းတွေအပြင်ငလီနန်ခံရတဲ့ဆိုရှယ်မီဒီယာအသုံးပြုသူတွေဖြန့်ဝေတဲ့ထိခိုက်ပျက်စီးမှုရုတ်တဖိုင်တွေထဲမှာယခုရုတ်တဖိုင်ထဲမှာပါတယ်လို့ ပျက်စီးမှုတွေနဲ့မတူညီတာကိုတွေ့ရပါတယ်။ April 3ရက်နေ့မှာတော့ Sky Network New SNN ဆိုတဲ့ Facebook page ကတော်တော်ဆိုးဆိုးပဲဗျာတရားချိုးချိန်ဖျက်မိတဲ့ကားရီကတော့မတွေ့ရဲစရာဗျာဆိုတဲ့စာသားရေးသားကရုပ်သက်ဖိုင်တစ်ခုကိုဖျက်ဝေထားပါတယ်။ဒါကိုကြည့်ရှုသူ3000ကျော်နဲ့ကြိုင်းနှစ်သက်သူ2000ကျော်ရှိနေပါတယ်။ဒီဖိုင်ဟာအပေါ်ကဖော်ပြခဲ့တဲ့သရားချိုးချတဲ့ရုပ်သက်ဖိုင်နဲ့တူညီနေပြီးဖိုင်ရဲ့ညာဘက်အောက်တောင်မှာ runway ဆိုတဲ့ AI နည်းပညာသုံးထားကြောင်းဖော်ပြထားတဲ့ရေးစာပါဝင်ပါတယ်။ နောက်ထပ်ဖြန့်ဝေမှုအနေနဲ့ Razer Go အမည်နဲ့ TikTok account တစ်ခုကနေ Mat 32ရက်မှာဖြန့်ဝေခဲ့တဲ့မြန်မာငလင်ရောက်ဆိုပြီးဖြန့်ဝေထားတဲ့သတားချိုးကြတဲ့ရုပ်သံဖိုင်ပါဒီဥဒ္ဒဖိုင်မှာတော့အပေါ်ဘက်ညာဘက်ထောင်မှာ Pivots AI ဆိုတဲ့ရေးစာပါဝင်ပါတယ်။ဒါဟာလည်း AI နဲ့ရုပ်သံဖိုင်တွေဖန်တီးတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ဒါရီဟာအင်အားပြည့်ငလင်လောက်ခတ်မှုအပြီးမှာထွက်ပေါ်လာတဲ့ AI နဲ့ဖန်တီးထားတဲ့ရုပ်သံဖိုင်တွေပါ။ဒါရီကိုလူမှုကွန်ရက်မှာဖြန့်ဝေကြပြီးမြေပြင်ကတကယ်ဖြစ်စဉ်တွေအဖြစ်ပြန်လည်မျှဝေနေကြတာကိုတွေ့ရပါတယ်။ AI နဲ့ဖန်တီးထားတဲ့ရုပ်သံဖိုင်နဲ့ပုံတွေဟာအများသောအားဖြင့်ဘယ် AI မျိုးစားနဲ့ဖန်တီးထားတာဖြစ်ကြောင်းရေးစာတွေပါဝင်ပါတယ်။ဒီလိုရေးစာပါဝင်တဲ့အပိုင်းကိုဖျက်ပြီးမြေပြင်ကတကယ်ဖြစ်စင်နေဖြစ်ပြန်လဲဖော်ပြကြတာပါ။ဒီလိုနည်းနဲ့သတင်းတူတွေပြန့်နှံ့နေပါတယ်။ဒီလိုပြပြမီဖြန့်ဝေထားပေမဲ့ရုပ်သံဖိုင်တွေပုံတွေကိုတိကျစစ်စစ်လိုက်မယ်ဆိုရင်မူမမှန်တဲ့ပုံမှန်မဟုတ်တဲ့အခြေအနေတွေရှိနေတာကိုသတိထားမိနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့သလိုပဲမြေပြင်မှာရှိနေတဲ့တိုက်တာအဆောက်အဦတွေမတူညီတာ လမ်းလျှောက်နေတဲ့လူတွေပါဝင်နေပြီးခြေလမ်းတွေပုံမှန်မဟုတ်တာလူနှစ်ဦးကနေတဦးဖြစ်သွားတာတဦးကနေနှစ်ဦးဖြစ်သွားတာစသဖြင့်တတိထားနိုင်မဲ့အချက်လက်တွေရှိနေတာကိုကြည့်ရှုလို့ရပါတယ်။မြေစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစစ်ခြင်းတဲ့တင်းတွေရှိခဲ့ရင်မြေစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.alliance/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစစ်ခြင်းတဲ့တင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြေတားရက်ခံအပ်ပါတယ်။ ်ဘလတ်ဘောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမတီဗီ YouTube Channel မှာမမဝူတင်ခြင်းဖြင့်ပုံနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။